မင်္ဂလာပါ MMB ရဲ့ပရိသတ်ကြီးတို့ရေကျွန်တော်ရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ကျွန်တော်ပြပပေးသွားမှာကတော့ MMB ထဲမှာမကြာခင်ရောက်ရှိလာတော့မယ့်ပွဲကြီးပွဲကောင်း event ကိုအကြောင်းပဲဖြစ်ပါရစေ။ဂိမ်းထဲမှာဘာတွေများအသစ်စမ်းတွေနဲ့အကွင့်ရေးကောင်းတွေရရှိလာမလဲဆိုတာစိတ်လှုပ်ရှားစရာနဲ့အတူတူဆက်ပြီးတော့လေ့လာကြည့်လိုက်ရအောင်။နံပါတ်1 Anybody skin event ပထမဦးဆုံးနဲ့အထူးအကြောင်းပြပပေးချင်တာကတော့နှိမ့်စင်ကျမနေတဲ့ဂိမ်းရဲ့နှစ်ပတ်လည် skin event ပဲဖြစ်ပါရစေ။ဒီ event ကတော့ MMB ကစားသမားတိုင်းမျှော်လင့်ဆောင်ရွက်နေကြတဲ့ အချိန်အခါတခုပါဒီနှစ်မှာတော့ anniversary skin ပြထွက်လာနိုင်တဲ့ hero လေးကောင်ရှိပါတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်သူတို့တွေကတော့ CC Jushin Fanny နဲ့ Lolita တို့ပဲဖြစ်ပါတယ်ဒီလေးကောင်တွေကမှတကောင်တည်းကိုပဲ anniversary skin ဖြစ်ရွေးချယ်ပြီးထုတ်လုပ်သားမှာဖြစ်ပါတယ်ဒါကတော့လွန်ခဲ့တဲ့နှစ်ကအခိုင်းရဲ့ event မှာလို့ပဲပရိသတ်တွေရဲ့ဆန္ဒနဲ့ဒါမှမဟုတ်ဂိမ်းရဲ့ရွေးချယ်မှုအပေါ်မူတည်ပြီးတော့ထွက်ပေါ်လာနိုင်မှာပါပုံမှန်အားဖြင့်တော့ဒီ anniversary event ကိုစတင်ပါလာလောက်မှာကျင်းပလေးရှိတာကြောင့် အဲ့ဒီအချိန်လောက်မှာဘယ် iOS skin များထွက်လာမလဲဆိုတာကိုရင်ကုန်သားနဲ့စောင့်မျှော်ရမှာဖြစ်ပါတယ်။ကိုအကြိုက်ဆုံး iOS skin ကထွက်လာခဲ့ရင်တော့ကံကောင်းခြင်းတွေတည်ဆောင်လာတာပဲလို့ပြောလို့ရပါတယ်။နံပါတ်2 All Star Promo Diamond Event နောက်ထပ်အားလုံးရဲ့အယုံဆိုင်မှုကိုခံရမယ့် event တစ်ခုကတော့ All Star Promo Diamond Event ပါပဲ။ဒီ event ကတော့ဇွန်လကုန်လမှာစတင်မယ်လို့ကန်မန်းထားပါတယ်။ဒီ event ရဲ့အဓိကဆွေးနွေးမှုတွေကတော့ကစားသမားတွေအနေနဲ့နေ့စဉ် quiz တွေကိုပြီးမြောက်အောင်လုပ်ဆောင်ခြင်းအပြင် Promo Diamond 55ခုကိုနေ့တိုင်းရရှိမှာပဲဖြစ်ပါတယ်။ ဒီအကွက်တွေကတော့အခက်ကြီးတွေမဟုတ်ပါဘူးဒီ event ရဲ့အဓိကဆိုတော်မူကတော့ဒါသမားတွေအနေနဲ့နေ့စဉ်ကွက်တွေကိုပြင်းပြအောင်လုပ်ဆောင်ခြင်းအပြင် promo time 55ခုကိုနေ့တိုင်းရရှိမှာဖြစ်ပါတယ်ဒီလိုနေ့စဉ်လုပ်ဆောင်သွားမယ်ဆိုရင်ရက်ပေါင်း15ရက်အတွင်းမှာစုစုပေါင်း promo time 800လောက်အထိအလွယ်တကူစုဆောင်းနိုင်မှာဖြစ်ပါတယ်ဒီ promo time တွေရဲ့ demo ကတော့တကယ်ကိုကြီးမားပါတယ်ဘာလို့လဲဆိုတော့သူတို့ကိုအသုံးပြုပြီးတော့ FS skin တွေကို diamond တစ်ခုနဲ့ဝယ်ယူနိုင်တာကြောင့်မှာဒါအပြင် lucky draw တွေမှာပါ diamond အစား promo time တွေကိုသုံးသွင်းနိုင်တာကြောင့် တကယ်ကိုတန်ဖိုးရှိတဲ့အခွင့်အရေးတစ်ခုပါဒါနဲ့မကသေးပါဘူးလက်အပါရနာအော်စတာဆိုတဲ့ event ဝင်တစ်ခုလည်းပါဝင်ဦးမှာဖြစ်ပါတယ်ဒီ event မှာဆိုရင် login ဝင်ရုံနဲ့ကငယ်ချင်းတွေနဲ့အတူကစားရုံနဲ့ elite special fire and fire limited skin စတဲ့ limited skin တွေကိုပါအခမ်းအနားရရှိနိုင်ဦးမှာဖြစ်ပါတယ်ဒါကြောင့်ဒီ all star promo diamond event ကိုလည်းလုံးဝလက်လွတ်မကန်သေးပါဘူးနော်နံပါတ်3 SYA event ပြန်လည်ကျင်းပခြင်းအားလုံးမျှော်လင့်ဆောင်သားနေကြတဲ့ SYA event ဟာလည်းမကြာခင်မှာပြန်လည်ကျင်းပပြီးတော့မှာဖြစ်ပါတယ် ဒီ event ကိုတော့16ရက်နေ့မှာစတင်မယ်လို့သိရပါတယ်။ Aspire skin တွေကိုကြိုင်နေတဲ့သူတွေအတွက်တော့ဒါကတကယ်ဝမ်းသာစရာသတင်းမှာဒီက Aspire event မှာဆိုရင်အရင်ကလို diamond တွေထပ်ပြည့်စရာမလိုပဲနဲ့ပွဲတွေကစားစရာမလိုပဲ login ဝင်ရုံနဲ့ free ticket တစ်ခုကနေသုံးခုအထိရရှိနိုင်မှုမှာဖြစ်ပြီးတော့ဒီ ticket တွေကနေ Aspire draw တွေမှာအသုံးပြုနိုင်တာကြောင့်ကံကောင်းရင် Aspire skin တွေကို free နဲ့ရရှိနိုင်သွားမှာပဲဖြစ်ပါတယ်။ free player တွေအတွက်ဒါတကယ်ကိုကောင်းမွန်တဲ့အခွင့်အရေးဖြစ်ပြီးတော့ aspire skin တွေစုဆောင်းဖို့အခွင့်အရေးကောင်းတစ်ခုဖြစ်ပါတယ်။နံပါတ်၄ဇူလိုင်လ14ရက်နေ့မှာထွက်ရှိလာမယ့် event avis skin နဲ့ free hero ယူနိုင်မယ့်အခွင့်အရေးလာမယ့်ဇူလိုင်လ14ရက်နေ့မှာလည်းအတူ event တစ်ခုရောက်ရှိလာဖို့ရှိပါတယ်။ဒီ event ကနေကစားသမားတွေဟာ avis skin တစ်ခုကိုရောက်ရှိနိုင်မယ်လို့သိရပါတယ်။ဒါက free avis skin ရရှိဖို့အခွင့်အရေးကောင်းတစ်ခုပါ။ဒီ event ရဲ့အစီအမင်းတွေအရာကွဲတွေကိုပြင်မြအောင်လုပ်ဆောင်ခြင်း ဥပမာလော့ရင်ဝင်တာငွေချင်းတွေနဲ့ကစားတာစားတဲ့ရုပ်ရှင်နဲ့ကွက်တွေစားတာတွေအားဖြင့်ဘောင်းတစ်ခုရရှိမှာဖြစ်ပါတယ်ဒီဘောင်းတစ်ခုတွေကနေပြီးတော့တကူက Apex Skin ဘောင်းမှာဖြစ်ပြီးတော့နောက်တကူကတော့ Free Hero တကောင်ဘောင်းမှာဖြစ်ပါတယ်ဒါကြောင့်ဇူလိုင်လ14ရက်နေ့ကိုလည်းလုံးဝလက်လွတ်မခံတဲ့နဲ့ event တကူအပြည့်မှတ်သားထားဖို့တိုက်တွန်းချင်ပါတယ်ကိုရဲ့ hero collection ကိုတိုးချက်ရင်းနဲ့ avis skin တစ်ခုပါရရှိနိုင်တာကြောင့်တကယ်ကိုတန်ဖိုးရှိရဲ event မှာနံပါတ်5 miss banner event ပြန်လည်ကျင်းပခြင်း ကွလတာနဲ့လက်ကီဘောက်စကင်တွေရရှိနိုင်မဲ့အခွင့်အရေးနောက်ဆုံးပြသပေးခြင်းတဲ့ event ကတော့အရင်ကကျင်းပပေးခဲ့မှုတဲ့ Mix Banner event ပါပဲဒီ event ကိုဒီနေ့တည်းမှပြန်လဲကျင်းပဖို့အတည်ပြုပြီးသားဖြစ်ပါတယ်ကွလာမယ့်အချိန်ကတော့နိုဝင်ဘာလနှောင်းပိုင်းဒါမှမဟုတ်အော်တိုဘာလအစောပိုင်းလောက်မှာမြင်တွေ့ရဖို့ရှိပါတယ်ဒီ event မှာဆိုရင်ဂါချာ၁၀ချိန်ဆွဲပြီးတိုင်း permanent item တစ်ခုတရားပေါင်းရရှိမယ်လို့သိရပါတယ်ဒါကကိုလိုချင်တဲ့ item တွေ skin တွေရရှိဖို့အမကန်ချက်ပုံများလာသေးပါတယ် ဒါအပြင် event shop တွေမှာဆိုရင်လည်း collector skin တွေနဲ့ lucky bar skin တွေကိုတုံငင်တွေစုဆောင်းပြီးတော့ကြားယူနိုင်ဦးမှာဖြစ်ပါတယ်။ဒါက collector skin တွေကိုကြိုင်းတဲ့တပ်သူတွေအတွက်တကယ်ကိုကောင်းမွန်တဲ့သတင်းမှာဒီ event ကနေလည်းကံကောင်းရင် risk skin တွေလည်းအလွယ်တကူရရှိနိုင်မှာဖြစ်ပါတယ်။အားလုံးပဲကျွန်တော်ပြောပြပေးခဲ့တဲ့မကြာခင်လာတော့မယ် MPB ရဲ့ event ငါ့ကိုအကြောင်းကိုသိဝင်သားမယ်လို့တင်ပါရယ်ဒီ event တွေကတော့ကျွန်တော်တို့ကစားသမားတွေအတွက်အခွင့်အရေးကောင်းတဲ့အများကြီးပေးစမ်းမှဖြစ်ပါရယ်ဘယ် event ကိုအများဆုံးစောင့်လဲဆိုတော့ကို comment ပေါ်မှာရေးပေးခဲ့ပါဦးနော် ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်တာပို့နဲ့ဗီဒီယိုအသစ်တွေတင်တိုင်းသိရအောင် notify bell လေးကိုနှိပ်တာပို့မမေ့ပါနဲ့နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲပြောချင်တဲ့ဂရင်းစားခြင်းလေးဖြစ်ပါသေး